အားလုံးပဲမင်္ဂလာပါလီယန်နာ channel လေးကနေပြန်လည်ချောင်းလိုက်ပါဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကမ္ဘာကျော်ဘီလီယံနာတထေးကြီးဘေးလ်ဂိတ်ရဲ့ဘဝဆက်ကြောင်းနဲ့ကမ္ဘာတဝန်းကိုလှူဒန်းနေတဲ့ပရဟိတလုပ်ငန်းတွေအကြောင်းဂုံယူလေစားဖွဲ့ရတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အစီအစဉ်လေးကိုစိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်နဲ့အတူဆုံးတိလိုက်ပါပြီးချပါအောင်ခင်ဗျာ။ ဘီလ်ကိလို့ပြောလိုက်တဲ့အနေကဘာပေါ်မှာအချမ်းသာဆုံးပုပ်ပိုတွေတည်းကတူဖြစ်တာရယ်ပြီးတော့ကဘာပေါ်မှာအနာဂတ်ကိုပြောင်းလဲပေးနိုင်တဲ့ဒီပညာအသစ်တွေကိုဦးဆောင်ပေးခဲ့တဲ့တူဖြစ်တယ်ဆိုတာကိုတော့လူတိုင်းသိကြမယ်လို့ထင်ပါတယ်ဒါပေမဲ့သူ့ရဲ့အောင်မြင်ချက်ချားမှုတွေကအဲ့ဒီမှာပဲချက်တက်မတော်ပါဘူးသူဟာအလူအတန်းရမ်းရက်ရောတဲ့လူတူဖြစ်ပြီးတော့သူ့ရဲ့ဘေးရန်မလင်းနာဂိတ်ဆိုတဲ့ဖောင်ဒေးရှင်းကလည်းကဘာပေါ်မှာအကြီးဆုံးပရိုက်တာအတင်းဖောင်ဒေးရှင်းတစ်ခုဖြစ်ပါတယ် ူရဲ့ foundation ကိုတော့2009ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီးတော့2010ခုနှစ်ကနေစတင်ပြီးတော့ American dollar billion နဲ့ရှိပြီးတော့နှစ်စဉ်နဲ့တိုင်းလှူဒန်းနေတာပဲဖြစ်ပါတယ်။သူဟာ2045ခုနှစ်မှာဆိုရင် သူ့မှာရှိတဲ့ငွေအားလုံးအပီးတိုင်လှူဒန်းပြီးတော့2045ခုနှစ်မှာပဲသူရဲ့ foundation ကိုပိတ်သိမ်းသွားမယ်လို့ကြေညာထားခဲ့ပါတယ်။ဘေးကဲဟာ American dollar billion ပေါင်းရာကျော်ချီချမ်းသာတဲ့တတိယတူဖြစ်ပါတယ်။ သူဟာသူ့မှာချီးတဲ့ငွေတွေအားလုံးသိမ်းထားပြီးတော့တည်သွားဖို့မလုပ်ပါဘူးတဲ့။အတုံးဝင်အောင်အတုံးချပြီးမှပဲတည်သွားချင်တယ်လို့ပြောလိမ့်ရှိပါတယ်။သူ့ရဲ့နာမည်ကြီးမိတ်ခွင့်စကားဆိုရင်လည်းအရင်ကမှတ်သားဖွက်ရကောင်းပါလေ။အဲ့ဒါတော့တင်ဟာစင်စင်ရဲရဲနဲ့မွေးဖွားလာခြင်းဟာတင်ရဲ့အဖြစ်မဟုတ်ပါဘူး။ဒါပေမဲ့တင်ဟာစင်စင်ရဲရဲနဲ့တည်ဆုံသွားမယ်ဆိုရင်တော့ဒါဟာတင်ရဲ့အဖြစ်ဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့တော့ဘီလ်ကဲရဲ့ငယ်ဘဝအကြောင်းနဲ့စတင်ပါမယ်။ ဘီလ်ဂိတ်ရဲ့နာမည်အပြည့်စုံကတော့ William Henry Gates ဖြစ်ပါတယ်။သူ့ကို1955ခုနှစ်အောက်တိုဘာ26ရက်နေ့မှာ Seattle မြို့ Washington USA မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့ဖခင်ကတော့ William S. Gates ဖြစ်ပြီးတော့မိခင်က Mary Maxwell Gates ဖြစ်ပါတယ်။ဘီလ်ဂိတ်ဟာငယ်စဉ်ကတည်းကစာအုပ်စာပေကိုအရင်ချင်းမြတ်လို့ပြီးတော့ theory စာအုပ်တွေသိပ္ပံနဲ့ဉာဏ်ပညာအကြောင်းစာအုပ်တွေကိုတနည်းလုံးမနာမနေဖတ်တတ်လေးရှိပါတယ်။ ဒါအပြင်ဘီလကိတ်ကတင်ရှားအရန်တော်တဲ့ကောင်းလေးတယောက်ပါငငယ်ရေကဘလောက်ထိတော်လဲဆိုရင်တနေ့ဦး15နာရီ16နာရီစာဖတ်လေးရှိပါတယ်သူရဲ့မိခင်မေရီယာအောင်မှာစာအမြဲတမ်းမဖတ်ဘဲနဲ့အပြင်မှာထွက်ကစားပါလားတားရည်လို့ပြောလေးရှိပါတယ်ဒါပေမဲ့လည်းဘီကိတ်ကစိတ်ဝင်စားမှုမရှိပဲသူ့ဆောင်တာဖတ်လေးရှိပါတယ်ဒါကြောင့်ပဲသူရဲ့မိခင်မေရီယာသူ့ရဲ့သားဟာတာမန်ကလေးတယောက်မဟုတ်ဘဲနဲ့ပါရမီရှင်တယောက်ဖြစ်တယ်ဆိုတာကို ချိန်မိလာပါတော့တယ်။ဘီလကေရှင်းနဲ့အရွယ်မှာတော့သူတို့ရဲ့ခရစ်ချန်ဖျားเจ้าမှာကပတ်ဆွေစုံချမ်းပြိုင်ပွဲတစ်ခုကျင်းပပါတယ်။စကလုံး2000နဲ့အထက်မယမနာရွတ်ဆိုတဲ့နေရာမှာအသက်6နှစ်ကနေ7နှစ်အရွယ်အထိ35ရောက်ဝင်ရောက်ချင်ပြိုင်ရမှာတော့အသက်7နှစ်အရွယ်ဘီကေလီယာပထမရခဲ့ပါတယ်။ဘီလကေဟာတင်ချာအရန်ထူးရှင်ပြီးတော့ဝါသနာပါတို့တဦးပါ။တင်ရှားချင်းအတန်းထဲမှာဆ iam မဆာမီလို့ရှိရင်မိကွန်းတဝက်မှာဖြတ်ပြီးတော့အဖြစ်ဖြစ်လေးရှိသူပါ အသက်73နှစ်အရွယ်မှာတော့ Lakeside School ဆိုတဲ့ကျောင်းတစ်ကျောင်းမှာပထမဆုံးအချိန်အနေနဲ့ကွန်ပျူတာကိုတွေ့ခဲ့ပါတယ်။အဲအချိန်တုန်းကကွန်ပျူတာတွေကအခုခေတ်လိုပေါ်ပေါ်လောလောမရှိနေပါဘူး။ Tele time mode နဲ့ Tactical ASR ဆိုတဲ့ဆက်မျိုးတွေပဲရှိတာပါ။ Belkay ဟာကွန်ပျူတာကိုအတော်လေးစိတ်ဝင်စားခဲ့ပြီးတော့ကွန်ပျူတာချိန်မှာထိုင်ရဖို့ပဲအမြဲအာရုံရနေခဲ့ပါတယ်။အဲဒီအချိန်ကပဲသူ့ဘဝရဲ့နည်းပညာလေးလံဖို့အစားပြုခဲ့တာပါ။ 73နှစ်အရွယ်မှာပဲထစ်ထက်တူဆိုတဲ့နာမည်ကြီးကွန်ပျူတာဂိမ်းတစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။အဲဒီဂိမ်းကကျွန်တော်တို့ငယ်ငယ်ကအတန်းထဲမှာကစားခဲ့ကြတဲ့ H2O တင်ကေတာလေး၃ခုကိုတဒန်းနဲ့ညီအောင်အမြန်ဆုံးဆက်ရတဲ့ဂိမ်းလေးပဲဖြစ်ပါတယ်။အသက်74နှစ်အရွယ်မှာတော့ကျောင်းဝထွက်မယ်လို့သူရဲ့မိခင်ဖြစ်သူကိုပူဇော်ခဲ့ပါတယ်။အကြောင်းရင်းကတော့ကျောင်းဝဆရာမကြီးကဆောင်းမတင်တတ်ဘူးကျွန်တော်ကတော့ဆရာမကြီးထက်ပိုပြီးတက်နေတည်းလို့သူရဲ့မိခင်ကိုပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းသူရဲ့မိခင်ဖြစ်သူက တားရရင်အဲ့လိုတော့ဘယ်ဟုတ်ပါမလဲမင်းចောင်းဆက်တက်ရမှာဘောလို့သွားပြီးခဲ့ပြီးတော့ចောင်းဆက်တက်စီခဲ့ပါတယ်ဘေးကရចောင်းတက်ပြီမဲ့လည်းစာသင်ခန်းထဲမှာမထိုင်ဘဲနဲ့ကွန်ပျူတာခန်းထဲမှာပဲဝင်ပြီးတော့ကိုယ်ရေးလေးရှိပါတယ်ဒီနောက်မှာတော့ចောင်းអូជីကသူ့ကွန်ပျူတာခန်းဝင်ဖို့တားမြစ်ခဲ့ပါတယ်ဒါပေမဲ့ရန်အနေငယ်ကြားတဲ့အချိန်မှာတော့ចောင်းကကွန်ပျူတာမှာဘိုင်းရပ်ဝင်သွားခဲ့ပါတယ်အဲ့ဒီဘိုင်းရပ်ကိုចောင်းကလူတွေနဲ့ចောင်းနီနာလူတွေကဘယ်သူမှမထုတ်နိုင်ခဲ့ကြပါဘူး ေရီကဲကကျွန်တော်အဲ့ဒီဗိုင်းရပ်ကိုဖယ်ရှားပေးမယ်ဖယ်ရှားလို့ရခဲ့ရင်တော့ကွန်ပျူတာခန်းပြောင်းဝင်မှုခွင့်ပြုရမယ်လို့ကျောင်းဝန်ကြီးကိုပြောခဲ့ပါတယ်ကျောင်းဝန်ကြီးကလည်းဘေးကဲရဲ့အချက်ပြုချက်ကိုလက်ခံခဲ့ပါတယ်ပြီးနောက်မှာတော့ဘေးကဲဟာကွန်ပျူတာကိုဝင်နေတဲ့ဗိုင်းရပ်ကိုအောင်မြင်စွာပဲဖယ်ရှားနိုင်ခဲ့ပြီးတော့ကွန်ပျူတာခန်းပြောင်းဝင်ရဖို့အခွင့်အရေးရခဲ့ပါတယ်ညနေခင်းချိန်တွေမှာဆိုရင်ဘေးကဲဟာကွန်ပျူတာခန်းမှအေးအေးဆေးဆေးကိုယ်ရေးလေးရှိပါတယ်သူဟာကိုရေးတဲ့အလွန်တော်ပြီးတော့အရာဝတ္ထုတွေကိုအလိုလျောက်အစားထိုးပေးနိုင်အောင် ကျောင်းဝါတည်ထားတဲ့အတွက်ဆလီနှင့်အရွယ်ဘေးကိတ်ကိုဆရာကျောင်းချိန်စရာကိုလူမလိုပဲနဲ့အတီးအကျအစီအစဉ်တကျပြောင်းလဲပေးဖို့တောင်းဆိုခဲ့ပါတယ်။သူအသက်15နှစ်အရွယ်ရောက်တဲ့အချိန်မှာတော့စီအက်တယ်မျိုးမှာကမ်းလန်းပိတ်ဆိတ်မှုတွေအများကြီးဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘေးက trend on data traffic data အမည်ရှိတဲ့ကွန်ပျူတာ software ကိုရေးသားခဲ့ပြီးတော့ကမ်းလန်းပိတ်ဆိတ်မှုကိုအလိုလျောက်ချော့ချပေးနိုင်အောင်ကူညီပေးခဲ့ပါတယ်။ ဒီလိုလောက်ခဲ့တဲ့အတွက်အမေရိကန်အစိုးရကသူ့ကိုဒေါ်လာ2000ဆွဲချခဲ့ပါတယ်။သူအသက်18နှစ်အရွယ်ရောက်မှာတော့18နှစ်အရွယ်တင်ချပြိုင်ပွဲမှာအမတ်ပြည့်1600မှာအမတ်ပေါင်း1590ရပြီးတော့တနိုင်ငံလုံးမှာအဆင့်တရခဲ့ပါတယ်။အထက်တန်းပြီးတဲ့ခါမှာတော့သူ့ဖခင်ကကမ္ဘာမှာအကောင်းဆုံးတက္ကသိုလ်ဖြစ်တဲ့ Harvard တက္ကသိုလ်မှာတက်ဖို့တိုက်တွန်းခဲ့ပါတယ်။တက္ကသိုလ်တက်ပြီးနောက်မှာတော့သူဟာဥပဒေအထူးပြုဘာသာရပ်ကိုယူခဲ့ပါတယ်။ဒါပေမဲ့သူဟာကျောင်းသားတွေကိုစိတ်ဝင်စားတော့ပဲနဲ့ ွန်ပျူတာဆော့ဝဲသစ်တွေကိုတည်ထင်ဖို့ပဲစိတ်အားသက်သန်ခဲ့ပါတယ်။ဒါကြောင့်ပဲတက္ကသိုလ်ကျောင်းသားဘဝကိုဆွံ့လွှဲခဲ့ပြီးတော့သူစိတ်ဝင်စားတဲ့အလုပ်ကိုပဲဒီဇိုင်းမမတ်နဲ့လုပ်ခဲ့ပါတော့တယ်။အသက်20နှစ်အရွယ်မှာတော့ဟာပတ်တက္ကသိုလ်ကထွက်ပြီးတော့သူငငယ်အထက်တန်းကျောင်းသားဘဝခင်ခဲ့တဲ့ Born Alan ဆိုတဲ့တငယ်ချင်းနဲ့အတူ Microsoft Company ကိုစတင်တည်ထောင်လိုက်ပါတယ်။အသက်30နှစ်မှာတော့ Bill Gates ဟာကမ္ဘာအသက်ငယ်ဆုံးဘီလီယံနာတတိယဖြစ်လာပါတော့တယ်။1995အနည်း2009အထိ 73နှစ်တိုင်တိုင်တိုင်ကဘာအချမ်းသာဆုံးနံပါတ်1နေရာအနေမပြုတ်ခဲ့ပါဘူး Form Magazine က23ကြိမ်တိုင်ကဘာအင်အားအကြီးဆုံးဂရေကျွဲတထေး90စီးရင်ကိုထုတ်ပြန်ခဲ့ပြီးတော့ Bigay ဟာ18ကြိမ်တိုင်တိုင်အဲ့ဒီစီးရင်မှာပါဝင်ခဲ့ပါတယ် Bigay ဟာသူနဲ့ဝါသနာတူတငယ်ချင်း Paul Allen နဲ့တွေ့ဆုံခဲ့ပြီးတော့ဤပညာနယ်ပယ်မှာအနာဂတ်အတွက်အမြင်တစ်ခုကိုစတင်ခဲ့ကြပါတယ် Paul Allen နဲ့အတူ Microsoft Company ကိုတည်ထောင်ခဲ့ပြီးနောက်ပိုင်းမှာတော့ ်ငယ်ချင်းဖြစ်သူဟာကျမရေမခေါနာချောင်းကုမ္ပဏီကနေအနာယူခဲ့ပြီး Microsoft ဟာ Bill Gates တူတဲ့အပိုင်ဖြစ်လာပါတယ်။ကွန်ပျူတာလောကမှာ Personal Computer Revolution ကိုစတင်ခေါ်ယူခေါ်ဆောင်လာခဲ့ပြီးတော့ Microsoft ဟာအကြီးကအခန်းကဏ္ဍမှာတာဝန်ယူခဲ့ပြီး Bill Gates ကိုတူဦးသောဘီလီယံနာဖြစ်လာအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။1994ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာတော့မလန်တာဖရန့်ဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ် မလန်နာဖရန့်ကတော့ Microsoft Company မှာ Project Manager တူဖြစ်ပါတယ်။ Bill Gates ဟာ Microsoft နဲ့အောင်မြင်သွားပြီးတဲ့နောက်1994ခုနှစ်ကတည်းကသူ့မိမမလန်တာနဲ့အတူလှူဒါန်းမှုတွေကိုစတင်လုပ်ခဲ့ပါတယ်။2000ခုနှစ်မှာတော့ BM Melinda Gates Foundation ဆိုတဲ့ကမ္ဘာအကြီးဆုံးပရဟိတ Foundation တစ်ခုကိုတည်ထောင်လိုက်ပါတယ်။ Bill Gates ရဲ့အဖေအမေတွေကလည်းလူမှုရေးအဖွဲ့အစည်းတွေမှာပါဝင်နေကြတဲ့လူတွေဖြစ်လို့ ဘေးကိတ်ကိုလည်းအောင်မြင်တဲ့လူဆိုတာအခြားသူတွေကိုကူညီပေးတဲ့နယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကြီးထွားလာစေခဲ့ပါတယ်။ Foundation ရဲ့ရည်ရွယ်ချက်ကတော့လူတိုင်းချမ်းသာရေးကောင်းမွန်ပြီးတော့ပညာသင်ကြားနိုင်အောင်အခွင့်အရေးတန်းတူရရှိအောင်ဖြစ်ပါတယ်။ဒါကြောင့်ပဲသူရဲ့ Foundation ကအဓိကထားတာတွေကတော့ချမ်းသာရေးမှာဆိုရင်ပိုလီယိုမလေးရီးယားတုတ်ကွေး AIG ရဲ့ရောဂါတွေတိုက်ဖျက်ရေးနဲ့ကာကွယ်ဆေးထိုးပေးရေးအစီအစဉ်တွေဖြစ်ပါတယ်။ပညာရေးနယ်ပယ်မှာဆိုရင်လည်းဆင်းရဲတဲ့ကလေးတွေအတွက်ပညာသင်ကြားခွင့်ရအောင်လုပ်ပေးနေပါတယ်။ စိုက်ပျိုးရေးနဲ့ပဲမှာဆိုရင်လည်းအာဖရိကလိုဆင်းရဲတဲ့ဒေသကြီးမှာစားစရာလုံလောက်အောင်ဒီပညာတွေထောက်ပံ့ပေးခဲ့ပါတယ်။ဒါအပြင်ဂျာမန်အခွင့်အရေးညီများစီဖို့အမျိုးသမီးတွေအတွက်လည်းအခွင့်အရေးတွေတိုးမြှင့်ပေးခဲ့ပါတယ်။ Foundation စတင်တဲ့2000ပြည့်လကစတင်ပြီးတော့2009ခုနှစ်ထိကိုနှစ်စဉ်နှစ်တိုင်းဒေါ်လာမီလီယံနဲ့ရှိပြီးတော့လှူဒန်းခဲ့ပါတယ်။2010ပြည့်နှစ်မှာတော့2.5ဘီလီယံခန့်လှူဒန်းထားပြီးတော့2015ခုနှစ်မှာတော့4.2ဘီလီယံလှူဒန်းခဲ့ပါတယ်။ 2020မှာတော့ကိုဗစ်တုံးပြန်ရေးကာကွယ်ရေးနဲ့ဈေးဖော်တော်ရေးအတွက်ဒေါ်လာ5.8ဘီလီယံခန့်တိုးမြှင့်လှူဒါန်းခဲ့ပါတယ်။2020မှာတော့ဒေါ်လာ9ဘီလီယံကျော်လှူဒါန်းထားပြီးတော့2024ခုနှစ်မှာတော့ဒေါ်လာ8ဘီလီယံနဲ့9ဘီလီယံအထိတိုးမြှင့်လှူဒါန်းခဲ့ပါတယ်။ဘေကိတ်ကိုတိုင်2022ခုနှစ်မှာ2.5ဆိုင်ငွေ20ဘီလီယံကိုထပ်မံထည့်သွင်းပြီးတော့ foundation ရဲ့ဘဏ်အဖွဲ့တွေကိုလှူဒါန်းခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီး foundation ကနှစ်စဉ်အနည်းဆုံး9ဘီလီယံအထိလှူဒါန်းဖို့ကိုစီစဉ်ထားပါတယ် foundation ကိုစတင်ခဲ့တယ်2000ခုနှစ်ကနေစတင်လို့2024ခုနှစ်အထိကို Gay Foundation ကနေအနည်းဆုံးအမေရိကန်ဒေါ်လာ83ဘီလီယံကျော် project အမျိုးမျိုးတထောင်ခွဲကျော်အတွက်လှူဒါန်းထားခဲ့ပြီးဖြစ်ပါတယ်။ဘေးကင်းရာနောက်ထပ်အနာဂတ်အစီအစဉ်တွေနဲ့2030နဲ့2045အကြားမှာသူပိုင်ဆိုင်တဲ့ငွေအကုန်လုံးကို foundation နဲ့ထည့်လှူဒါန်းမယ်လို့လူသားအချို့ပြုအတွက်အသုံးပြုဖို့စီစဉ်ထားကြောင်းပြောကြားခဲ့ပါတယ်။ 2045ခုနှစ်မှာတော့သူ့ဘဝမှာစူးစမ်းခဲ့တဲ့မြန်ငွေအကုန်လူပြီးတော့ foundation ကိုပိတ်တင်သွားမယ်လို့စီစဉ်ထားခဲ့ပါတယ်။ဖေးကိဟာဒီမြန်ပြလာတဲ့ပတ်စံတွေကိုတင်ထားပြီးတော့တည်သွားဖို့မလုပ်ပါဘူး။အတုံးဝင်အောင်အတုံးချပြီးတော့တည်သွားချင်တယ်လို့အမြဲပြောလို့ရှိပါတယ်။သူ့ရဲ့ foundation ကအထူးကလှူဒါန်းတဲ့နေရာတွေကတော့အာဖရိကနိုင်ငံတွေမှာဆိုရင်မလေးရီးယားပိုလီယို HIV AIDS ရဲ့တိုက်ဖျက်ရေးနဲ့ကာကွယ်ဆေးတွေအတွက်လှူဒါန်းတဲ့အိန္ဒိယနိုင်ငံမှာဆိုရင်လည်းကျန်းမာရေးနဲ့ပညာရေးထူထပ်ဖို့အတွက်လှူဒါန်းတဲ့ အမေရိကန်မှာလည်းအကြောင်းတွေထုတ်တ်ဖို့အတွက်လူရန်နဲ့နိုင်ငံတကာပတ်စင်းအလိုင်းရန်ဆိုတဲ့ GAVN ကိုလည်းငွေထောက်ပံ့ပေးပြီးတော့ကလေးတန်းရှိကိုကာကွယ်ဆေးထိုးနိုင်အောင်ကူညီပေးခဲ့ပါတယ်။ COVID-19 ကာလမှာလည်းဒေါ်လာ1.84ဘီလီယံထောက်ပံ့ထားတယ်လို့ဖော်ပြထားပါတယ်။အာဖရိကနိုင်ငံတွေအတွက်2022ခုနှစ်ကနေ2026ကာလအတွင်းစပ်ပျိုးရေးကျန်းမာရေးနဲ့ဂျန်နာအခွင့်အရေးညီမျှမှုစားတဲ့အစီအစဉ်တွေအတွက် Gate Foundation အနေပြီးတော့ လေနဲ့အတော်အတွင်းမှာအမေရိကန်ဒေါ်လာ9ဘီလီယံကျော် ထောက်ပံ့ပေးမယ်ဆိုတဲ့ကလေးကွေထုတ်ပြန်ထားပါတယ်။ဥပမာအနေနဲ့ပြောမယ်ဆိုရင်အာဖရိကတောင်ပိုင်းမှာမန်နေဂျာတဲ့အရောကပြင်းပြင်းထန်ထန် ဖြစ်တတ်တဲ့ဒေသတွေမှာဆိုရင် WHO နဲ့ PETA အဖွဲ့တို့ပူးပေါင်းပြီးတော့စေဝါတည်ထွင်ရေးလုပ်ငန်းတွေစတင်ဖို့ Gate Foundation ကနေပြီးတော့ကူညီထောက်ပံ့ခဲ့ပါတယ်။ COVID-19 ကာလတည်းမှာလည်း Gate Foundation ကဗိုင်းရပ်ဆိုင်ရာအရေးပေါ်လုပ်ငန်းလုပ်ခဲ့ပြီးတော့မဖြစ်မနေလိုအပ်တဲ့ Diagnostic တွေ ထရီမန်ပစင်တုံးဆမှုအတွက်ဒေါ်လာ1.8ဘီလီယံထောက်ပံ့ခဲ့ပါတယ်။ကဘာချောဘီလီယံနာတတိဘေကင်းစီယာနေကျွန်တော်တို့အတူယူဖွဲ့တည်သွားစီရာတော့ကျွန်တော်တို့ကဘဝမှာအမြဲတမ်းကြိုးစားနေရမယ်။ကျွန်တော်တို့အောင်မြင်လာတဲ့အချိန်မှာလည်းကျွန်တော်တို့ပိုင်ဆိုင်တဲ့အရာတွေကိုအကျိုးချီအောင်ဒီကဘာမြေကြီးနဲ့အနာဂတ်မျိုးဆက်တွေအတွက်ထောက်ပံ့ပေးရမယ်ဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။အစိုးရထိပ်လိုက်ပါနှောက်ထောင်ပေးကြတဲ့အတွက်လည်းရင်းကိုကျေးဇူးတင်ပါတယ်။